မတ်လ23ရက်နေ့2025ခုနှစ်တပေါင်းလပြည်နေဒီကနေ့မှာလူမျက်ကျော်အထူးတင်ဆက်မယ်အကြောင်းအရာတပေါင်းစစ်ချီတောင်းစစ်တီတောင်းချီတက်လိမ့်မည်ဆိုရက်အပြုမူပြောဆိုတွေလောက်ကဆောင်ရွက်မှုတွေရှိလာတဖက်မှာလည်းကျွန်တော်တို့ဟာတမူးများနီလာကနေလောက်ကြတွေးတက်လောင်းကြတော်လည်ကြီးကိုတွေးတက်လောင်းကြလို့တရဇက် ပြောဆိုဆောင်ရွက်နေချိန်မှာလေဆောင်ရွက်နေချိန်မှာအမျိုးသားညီညွတ်ရေးအစိုးရကာဝေးဝန်ကြီးဌာနဦးကြီးမူကဒီနေ့တပ်မှုများတင်တဲ့စင်ပွဲများအပြိုင်အဆိုင်ပါပဲအတွေ့တွေထိုးစစ်ကြီးတယ်ဗျာဒါတွေနဲ့ပတ်သက်ပြီးဒုတိယပိုင်းမှာပြောမယ်ပထမတော့တော်လန်တရင်တွေပေါ့ဆိုတော့ကဈေးတွေဈေးရောင်းတယ်လို့ပဲအပြိုင်အဆိုင်ရောင်းကြတော့ ်ဝယ်သူဈေးတက်တာတော့ဒီဥပမာနဲ့နိုင်ရှင်ပဲဆိုရင်တော်လိုင်းသမားတွေနိုင်ငံရေးသမားတွေအပြိုင်ဆိုင်တော်လိုင်းကြီးကိုတက်ညီနေနေလုံးကြတော့ပြည်သူမြန်မြန်လွတ်မြောက်တာပေါ့ဗျာကြိုဆိုရမယ်ကိစ္စပဲပါအဲ့တော့တော်လိုင်းလေးတွေကိုအရင်တင်ဆက်ကြရအောင်ဒီကနေ့တော့ရက်ကအုတ်ချုပ်ရေးမှုတွေဖေဆလောင်းလန်နေနေလို့တတ်မှတ်လို့ရပါတယ်တပေါင်းလာပြင်းနေမှတ်မှတ်ရရအောင် အဲ့တော့ကျွန်တော်တို့စဉ်ဆက်မပြတ်နဲ့ရက်ကွက်အုတ်ချုပ်ရေးစနစ်ရိုက်ချိုးကြတရင်တက်ဖွဲ့မှန်သမျှအထူးလုံရှားတက်တွေဖွဲ့ပြီးရက်ကွက်အုတ်ချုပ်ရေးရန်မှုစေမှုတွေလာဝကတွေစီပြီးနေတရားရုံးတွေ yes ခန်းတွေ yes ခန်းအနေနဲ့လက်လက်ရှိတယ်လို့ခဏဖေတာတောင်ရီကိုတပြိုင်နဲ့ရိုက်ချိုးကြဒီလိုစော်ကြထွက်ပေါ်လာပြီးမှဒီကနေ့ဆိုရင်ပယောဂမှန်တော့တုံစင်းလာပြီပါ အတိကရန်ကုန်နဲ့အနီးစပ်ဆုံးဖြစ်နေတဲ့တာယာဝတီခရိုင်မှာရက်ွက်အုပ်ချုပ်ရေးမှုနဲ့ပြူစောဒီ20ပြက်ကတ်ခံပြီးမတာပေါ်ပြီးနောက်ပိုင်းမှာရက်ွက်အုပ်ချုပ်ရေးမှုဆိုတဲ့ကောင်တွေကိုစစ်တပ်ကလုံခြုံရေးပေးဖို့စ조사တဲ့ဗျာဘသူတွေနဲ့ပေးမှလဲဆိုတော့ပြူစောထီတွေလေစစ်တပ်ဟာသူ့ကိုယ်သူတော်မကာဝယ်နိုင်တော့ပဲဗံပေါ်မှာကြောက်ဖြူမှာစစ်တွေမှာ ဒီကနေ့ဆိုညောင်ကျိုးညောင်ချီတော့မှာနှဲ့ရေကန်တော်စခန်းမှာဘမော်မှာဝိုင်းပေါ်မှာအဆရှိတဲ့နေရာတွေမနေ့ကနှထိုးကြီးတစဲအဆရှိတဲ့နေရာတွေမှာသူ့ကိုယ်သူတော်မတမကာဝဲနိုင်ပဲခွေးပြေးပြေးနေရတဲ့အခြေအနေမှာရက်ကွက်အုတ်ချုပ်လေးမှုတွေကိုကာဝဲပေးနိုင်မယ်လို့မျှော်လင့်နေတာလားလို့ဒီနေရာကတဲ့တဲ့မေးကြည့်ရှင်ပါသေးတယ်ဗျာဆိုတော့ဒီနေ့ diary cry မှာ 龙爷爷不打算的，越搞越露骨露的，这公司我周一也得来办呐。你帮助呢，他不比你呢？咱们不是那个看他的，我周一没事的，到哪里去？到那一个会里去？当然是，当然是，这个看难解吧？只能说我在保密吧。只能来读皮读噜噜，只说来皮读噜，太难听啊！啊，我所以到那一个。 ထိမ့်ညှို့ညွန်ကြားပဲ့ပြင်ဆောက်ရှော့နိုင်တဲ့အခြေအနေမျိုးကိုရရှိပါတယ်။ဆိုတော့ကျွန်တော်တို့ပြောတာကြောင့်လောက်တာမျိုးလို့တော့တတမတဲ့အာယူဆလို့မရပေမဲ့ကျွန်တော်တို့တိုက်နှုံးစော်ချက်လေးအနည်းငယ်ပါဝင်နေလို့တော့ခံစားမိပါတယ်။ဒါကြောင့်မို့ရကွက်အုပ်ချုပ်ရေးမှုတွေကိုတည်ရင်တက်ဖွဲ့တွေကတရဇက်တက်ရှာနေချီတည်ရင်တက်ဖွဲ့ပေါ့ရှာနေချီဟာလှူရှားထူးတက်ဖွဲ့တွေဖွဲ့ပြီး ထိဆက်နေမြေတွေကရောက်ွက်အုပ်ချုပ်မှုတွေကိုရှင်းကြပြစ်တဲ့ခတ်ကြလို့တိုင်လုံးစော်ပြီးပါတာယာဝိခိုင်မှာရောက်ွက်အုပ်ချုပ်ရေးရန်တွေကလုံးဝပျက်စီးသွားလောက်အောင်ဖပြေးတိတ်ဆောင်နေရတဲ့နှုတ်ထွက်တာတွေဖြစ်တယ်စစ်တပ်တွေသွားပြီးနေရတယ်အုပ်ချုပ်ရေးရန်တွေရက်တက်သွားတဲ့အချိန်ဤထိရောက်ခဲ့ပါတယ်မေယုံမရှိနဲ့တာဝိခိုင်နဲ့လမ်းမေးကြည့်လိုက်အဲ့တော့စစ်တပ်ဟာသူ့အုပ်ချုပ်ရေးရန်တွေဟာရောက်ွက်အုပ်ချုပ်ရေးစနစ်ပြိုပြတ်သွားရင် လဲပတ်လို့မရမှန်းသိတဲ့အတွက်ပြူစောထီးတွေကိုလက်နဲ့တတ်ဆင်ပေးပြီးတတ်တော်သောအဖြစ်ထားရင်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလူကြီးစင်းနေတောင်းခံပြီးတော့လက်နဲ့တတ်ဆင်ပေးမယ်လို့သိရပါတယ်အခုဆိုရင်စစ်မှုထမ်းပေါ်တာဆွဲပြန်ပေးဆွဲဖို့ငွေကောက်တာတော့ကေပေးနေပဲလွှဲခိုင်းပါတယ်လူအတွေ့မခံနိုင်တဲ့အခြေအနေပါစစ်တပ်တွေမှာပွားပုံးနေရပါတယ်အဲ့တော့ဒီစော်ဒီကိုတနက်ပြစ်တင်နှံပေးမယ်နော် စနပ်ပြင်းတင်နှံပေးပြီအုတ်ချုပ်ရေးမှုတွေကိုတတ်တော်ဆောင်လုပ်ခိုင်းပြီလို့ဆိုပါတယ်အချင်းချင်းလဲခွတ်ဆောင်ခုတ်ကြပါလိမ့်မယ်သိမကြပါဆိုတော့ဒီလုပ်ငန်းစဉ်ကိုဆက်အကောင့်ထဲပို့ကြတိုင်အိုရီခိုင်အပအဝင်ပဲခူးတိုင်းတတိုင်းလုံးရန်ကုန်တိုင်းတတိုင်းလုံးမန္တလေးတိုင်းတတိုင်းလုံးစကိုင်းတိုင်းတတိုင်းလုံးမကွေးတိုင်းတတိုင်းလုံးကရှိတဲ့ပြည်သူ့ကာဝေးတက်မလို့ PDF MOD အောက်ကဖြစ်စီမဖြစ်စီ RDF ဆိုတဲ့တီးခြားတပ်တော်တွေတိုင်းသာ ER တွေကနီးစက်ရာထိဆက်နေမြေတွေကရက်ွက်အုတ်ချုပ်ရေးမှုနဲ့ဂျိုင်မှုစိန်မှုတွေကိုဒါပြိုင်နဲ့လှုပ်ရှားတက်များနဲ့အထူးလှုပ်ရှားတက်များဖွဲ့စည်းကပြစ်တယ်ခတ်ကြပါရဲ့ထပ်မံတိုက်တွန်းတယ်လို့2025ဒီဇင်ဘာလနဲ့မတ်လအတွင်းမှာတိုက်တွန်းစော်ဩချက်တွေကြောင့်တာယာရီခရိုင်ထဲမှာ ်လဗရန်အုတ်ချုပ်ရီမှုကတိမ်ဝင်းနေဇနီးပြည်သူဆန်းဆန်းအုတ်ချုပ်မှုတန်းဦးမင်းလာကစစ်တပ်တရင်ပေးဦးရွှေပြူစောဒီရှန်လင်းအုတ်ချုပ်မှုတန်းထွေးအုတ်ချုပ်မှုဝင်းလာပြူစောဒီကတော်ပြူစောဒီခင်မောင်ဝင်းတရင်ပေးထွန်းနိုင်ရိုင်မှုအငယ်လေးခတ်တတ်နိုင်ဆိုအုတ်ဖို့ကတင်နိုင်ထွန်းအုတ်ချုပ်မှုမြည်ဦးတရင်ပေးညိုညိုဝင်းပြူစောဒီမြင့်လွေတရင်ပေးအေးလွေဂျိုးဝင်ကောက်မြို့နေမှာပြူစောဒီတန်းဆွေဦးပြူစောဒီအေးမင်းသူအုတ်ချုပ်မှုထွန်းအောင် စစ်တပ်တရင်ပေးကံဝင်အုတ်ချုပ်မှုကံမြင့်မရပြီသူခင်ဝင်ယူစော်တီမြင့်ဇီးကုန်းကပြောတာဟောပါဦးသူများတက်ကဒုက္ခရောက်တာပြောစရာလားဗျဇီးကုန်းကယူစော်တီကောင်းဆုံးနေဝင်သူတို့တွေကိုတော်လိုက်တပ်ဖွဲ့တွေကပြက်ခတ်တိုက်ခတ်ရှင်းလိုက်ပါတတ်တရားကြီးခရိုင်တခုနေမှာကျန်တဲ့နေရာတွေကသတင်းတွေမပါသေးဘူးဒီကနေ့ပဲထပ်ပြီးရေးမှာ လူငယ်တွေကိုစစ်မှုထမ်းမှုအတင်းအာရမပြန်ပေးဆွေးငွေညှင်းနေတယ်။နေတဲ့ရဲမျိုးသူကိုရေဘလူပြက်ကရှင်းလင်းပြီးနောက်ပိုင်းမှာတိတ်နေရလောက်တင်းစီရမိပါတယ်။နော်ရေမျိုးကအောင်ဒုက္ခရက်ကမှာဘီယာတောက်နေတယ်အောင်ဒုက္ခနေတဲ့ရဲမျိုးသူဘီယာဘုံမရှင်းနိုင်ပါဘူး။ရည်လူတဲ့ဘောရုံမဲကပြက်ကရှင်းလင်းလိုက်ချင်းပြင်းလင်းလိုက်ပြီးတင်းစီလိုက်တဲ့အချိန်မှာ ကင်ဒီဇာဘန်ဆောက်တို့တွေမှာငွေချက်သိန်းတရာငွေသား၄သိန်းနေရင်းရဲကအနိုင်ချင်းယူလာတဲ့ပစ္စည်းပစ္စည်းရွှေငွေတွေအပါဝင်ဒီနေရင်းဟာလောင်းကစားဝိုင်းထောက်တယ်မူကြီးစီးတီဖြတ်တယ်ပြီးသူကမတရားဖမ်းဆီးတဲ့ကောင်ဖြစ်တဲ့အတွက်ရေဘလူးကတိုက်ခတ်ပါတယ်အဲ့တော့ရက်ကွက်အုတ်ချုံရေးမှုဆိုတဲ့ကောင်လေးတိုင်းပြီးလုံးကရက်ကွက်အုတ်ချုံရေးမှုဆိုတဲ့ကောင်ကြီးအတွက် ပြန်လန်းမဲပါပြီကိုအတက်ကိုကိုစောင်းရှောက်ခြင်းရဲ့အကူတွေကဖွက်ပြေးတာနောက်တစ်ခုမလှိုင်မိတိလာမလှိုင်ခရမိတိလာခရမလှိုင်ပါနော်နတို့ကြီးမြင်းကြံမလှိုင်တောင်းတာတိမ့်ကိုတိမ့်ပါတခါတည်းထပ်ပြောတာလေဘမကြီးကြောရိုးဟိုတနေ့ကနတ်ထိုးကြီးစောချက်ကလန်ထွက်နေအဲ့နတ်ထိုးကြီးတနေ့နောက်ဆက်တွဲနေကျွန်တော်ထပ်ပြောပြအဲ့တော့မလှိုင်ပါ လမ်းမပေါ်တက်ပြီးတနက်ကန်ပြီးပြည်သူကိုရန်ကားနေတဲ့ရဲခွေးနှစ်កောက်တက်တက်ခလိုက်ပါတယ်မနောကန်ရဲစခန်းကားကောင်းနေဖြစ်ပြီးမလှိုင်လက်ဆွေရွာမှာဂိတ်ချပါတယ်ကင်းမုံထားတဲ့ရဲခွေးနှစ်កောက်ကလမ်းပေါ်တက်ပြီးပြည်သူကို အနိုင်ကျင့်တာတမျှတိုက်တယ်လို့ပတ်စံတောင်းနေတဲ့အချိန်မှာရေဘူးတက်ဖွဲ့ဝင်ရှင်းပါတယ် အဲ့တော့မတပေါ်သွားတာတေချင်းစိုးတာပေါ့ဗျာခွေးတက်မိုက်တဲ့ကောင်အောက်မှာစစ်မှုထမ်းနေအရာထမ်းနေတဲ့အကောင်မှန်သမျှ equal to တေချင်းစိုးပါလို့လူမြတ်ကျော်က equation ကိုအကြောင်းမဲ့ထုတ်ထားတာမဟုတ်ပါဘူးအကျိုးနဲ့အကြောင်းနဲ့အချက်နဲ့အလက်နဲ့ထုတ်ထားတယ်ဆိုတာအခုဖြစ်ရတွေကတက်တည်ပြလေးရရှိနေပါတယ်တစဲ မြောက်ဘက်စင်ငယ်ရွာပြူစောဒီစခန်းဒဇယ်အနောက်ဘက်ဝရငယ်ရွာရွာတိတ်ရွာတွေကိုဝင်ဖြစ်ပါတယ်ဝင်တိုက်ပါတယ်အဲ့တော့ဝင်တိုက်ခိုက်မှုပါပြူစောဒီစခန်းတွေလက်မလုံနိုင်ရေးအတွက်လေကြောင်းတိုက်ခိုက်မှုတွေစစ်တပ်ကဒရဇက်ပစ်ကူနေတဲ့အတွက်ရဲဘော်15ဦးကြာဆုံးခဲ့ရပါတယ်ကလီကမာကလီကွာကောင်တွေလည်းရှိနေတယ်လို့အသက်ဆုံးတိုက်နေတယ်ကျွန်တော်တို့မျိုးဆက်ရဲဘော်တွေလည်းရှိနေပါတယ်စစ်တပ်ဘက်ကတော့ 20နီးပါးတိတ်ဆုံးပြီးစစ်တပ်ရဲ့တိတ်ဆုံးသူတွေတရားရသူတွေကန့်ဘလို့အမှတ်600စစ်စေးရုံမှာတင်ထားတယ်သိရပါအဲ့တော့ဒါကခုနပြောတဲ့တစဲအချိန်ကြီးမလိုက်အချိန်ကြီးတရားဝတီအချိန်ကြီးဒါတွေဖြစ်ပါတယ်ရေးမြို့နေအချိန်ကြီးဒါတွေကိုတင်ပြပြီးတဲ့နောက်မှာဒီကနေ့ကြောက်ဖြူပဲခဏလှည့်ကြည့်ရအောင် အရခတ်တတော်အီအီတရဆတ်ထိုးစစ်စင်နေတဲ့ညောက်ဒီရဲစခန်းအပါဝင်ကာကင်းနေပြီးရွာပြီးထိတ်ချုပ်ထားနိုင်တဲ့အခြေအနေမှာညောက်ဒီကြောက်ဖြူမှာကြောက်ဖြူအထူးစီးပွားရေးစုံဒီနေ့စက္ကန်စီမံကိန်းအကောင့်တဲ့ပေါ်နေတဲ့နေရာကိုဖက်စစ်တာလက်နက်ကြီးတွေနဲ့တိုက်ခိုက်တဲ့ဒရုန်းတွေနဲ့ဘုံကျဲတယ်လို့ကျွန်တော်ကြားရပါတယ် အဲ့တော့ဒီကနေ့မလ7နှစ်အဲတနေ့ကပေါ့ဗျာမလ7ရက်နေ့ကကြရင်ကြေးရွာကိုစစ်ကောင်စီကဒုံးနဲ့ပုံချေတိုက်ခတ်ခဲ့တယ်အင်း40တမနဲ့ပြက်စီးတယ်6ရက်နေ့မှာလဲတညဦးဒီညီတဲမှာအနီးမှာရှိတယ်ဥကင်းရွာကိုတိုက်တယ်ပုံချေတိုက်တယ်တိုက်ခိုက်တာအကြောင်းမဲ့တိုက်ခိုက်မှုတွေကြောင့်နေအလုံး190ပြက်စီးတယ်အခုရင်းနှီးစိတ်ကင်းအထူးဧရိယာတွေကိုပါပုံချေနေပြီးတော့တရုတ်လုံချိုကြီးတွေလည်း ဒီစီမံကိန်းနေမြေထဲမှာဘာလို့လို့ပါကံရမှန်းမသိနေဖက်စစ်တက်ကိုပဲပြန်ပစ်ရမလားဖက်စစ်တက်ကလာပစ်တဲ့ drone တွေကိုပစ်ချရမလားဆိုပြီးတရုတ်အစိုးရထွက်ထံများအကြောင်းကြားနေတာမသိပါဘူးအဲ့တော့ဂျင်းနဲ့စိတ်ကန်အထူးစုံတွေကိုဘုံကျဲရင်အဲ့ဒီထဲမှာတရုတ်လုံခြုံရေးတပ်တွေရှိလို့မသာပေါ်ရင်တော့ပွဲကကြည်ကောင်းပြီဗျို့ဆိုတော့ကြောက်ဖြူမှာဒီအခြေအနေရှိနေပါလေ ကြောက်ယူမျိုးသိမ့်တိုက်ပွဲကဒီကနေ့ပြင်းထန်လေးရရှိနေပြီးတော့အနိပတ်ဝန်ကျင်ကရွာတွေအကုန်လုံးညီပါတိတ်ရှောက်နေကြရပါတယ်။တညောက်ဒီရေတက်ကိုထိုးနေတယ်လို့စစ်တွေကရွှေမင်းကန်နောက်တစ်ခုကညောင်ကျိုးကြပြီလို့ပြောလို့ရတဲ့အခြေအနေမှာဖက်စစ်တက်ကအကုန်လုံးညောင်ချီရောက်ကိုဆုပ်ပြီးမကြခင်အိုးရှစ်ပင်ပေါ့ဗျာကပါစာချက်ဒါတော်လန်တရင်းနေရဲ့ နောက်ဆုံးသောမိနစ်များရဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့အစချီထားခဲ့တဲ့တပေါင်းစစ်တီအတပေါင်းစစ်ချီတောင်းစစ်တီတောင်းချီတက်လိုက်နေဆိုတဲ့စကားနဲ့အတိတ်ပဲတူတဲ့စကားဒီကနေ့ကာဝေးဝန်ကြီးဦးရီမို့မြို့သားညညကြီးအစိုးရကာဝေးဝန်ကြီးဌာနတမူးများတင်နန်းကိုပေးပို့တဲ့တောင်းဝင်လွာမှာပေါ်ပြ ထားပါတယ်ဒီကြိုတရင်တွေမှာလည်းဖတ်ပြီးသားဖြစ်ပါတယ်အဲ့တော့ DR နဲ့ပတ်သက်ပြီးကာဘာတွေကိုကျွန်တော်ပြန်ပြီးသုံးသပ်ပြချင်တာအဲ့တော့တမူးများတင်တဲ့ဟာတင်နာ115ဦးတက်ရောက်ခဲ့တယ်လို့သိရပါတယ်တောင်းနဲ့ချီတဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေထိုးစစ်ကြီးဆင်နွှဲကြရတော့မယ်လို့ကဝေးဦးကြီးဌာနကတိုက်ပွဲခေါ်တယ်ပေးပါတယ် ဲ့တော့လက်ရှိတမှုများတင်တန်းနဲ့ပတ်သက်ပြီးတော့လည်းတချို့အတန်တွေထွက်နေပြီးမြဲကောင်းမွန်တဲ့ရလက်လက္ခဏာတွေရှိတဲ့အတွက်ကြိုးကြိုးရမှာဖြစ်ပါလေနောက်ပြီးတော့ဒီတင်တန်းနဲ့ပတ်သက်ပြီးတော့ KIA အရာရှိတွေရဲ့အထူးစ조사ကူညီမှုကိုလည်းကျေးဇူးတင်ပါတယ်လို့ထလောင်းပြောကြပါစေကာဝေးဝန်ကြီးဦးကြီးမွန်ကလည်းကျေးဇူးတင်ကြောင်းပြောတာပါအပတ်စဉ်တက်တမှုများတင်တန်း PDF စစ်ရုံးချုပ်ကဦးစီးဆောင်ရွက်ပြီးအမတ်တစ်စစ်ဒေသမူနစ်မာမိတ်ကချင်လို့လိုက်တက်မလို့ KIA ကတင်တန်းအရာရှိတွေကဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။ဟုတ်ပြီ။ဦးရီမုံကဝေးဝန်ကြီးဌာနမြို့သားညညရေးအစိုးရပြောတယ်လို့နိုင်ငံလုံးဆိုင်ရာထိုးစစ်ကြီးအထွေထွေထိုးစစ်ကြီးကိုတောင်းနေချီပြီးစစ်စင်နိုင်လိမ့်မယ်လို့စစ်စင်တော့မယ်လို့မပြောဆိုခဲ့ အရှိလေးကိုပြန်ကြည့်ရရင်လမ်းများအလုံးနေပြီတော့ရုပ်တူရံကိုအိမ်ပြန်မဲ့ light အရာဝင်တိုက်ပထမဦးဆုံးကတော့ဒီဒီခေါ်ဆိုခဲ့ကြတာတွေ့ရပါတယ်။ဘာပဲဖြစ်ဖြစ်အပြတ်အဆိုင်လောက်ကင်ကြတာကိုကြိုးပါတယ်။ကျွန်တော်တို့ကကျွန်တော်တို့လူမျက်ကြုံလေးတကွာပေါ့နော်အင်အားစုတွေအသီးသီးတံမူးတွေထိဆက်ရတံမူးတွေကတံမူးများလီလာကန်ကြီးနဲ့တော်လိုင်းကြီးကိုသွေးတက်လောင်းကြလို့ဒီဘက်မှာအပြိုင်ဆိုင်စော်အောင်နေ လုံးမှာပဲတစ်ချိန်တည်းမှာပဲမြို့သားညီညွတ်ရေးအစိုးရရဲ့ကာဝေးဝင်ကြီးဌာနကလည်းတောင်းနဲ့ချီတဲ့စစ်တီတွေနဲ့အထူးဒီထိုးစစ်ကြီးတနိုင်ငံလုံးစတင်မှုထုတ်ပြောလာတဲ့အခြေအနေကိုကြိုဆိုကြရမှာဖြစ်ပါတယ်အရှိမလမ်းများအောင်နေပြီးတော့တို့ကိုလည်းလုံနိုင်သလောက်လုတ်ခဲ့လိမ့်မယ်လို့ယူဆပါတယ်အားနည်းချက်တွေရှိတယ်လွဲချော်မှုတွေရှိတယ်စီမံခန့်ခွဲမှုအမှားတွေရှိတယ်တိုးတော့အမျိုးသားညီညွတ်ရေးအစိုးရက တကယ်လုပ်ရင်တကယ်ဖြစ်တာအများကြီးရှိပါတယ်ခုနပြောတဲ့တပေါင်းစစ်ချီတောင်းစစ်တောင်းချီတက်လိုက်မယ်ဆိုရင်အတိတ်နမိတ်နဲ့ထပ်တူနေတဲ့စကားဒီနေ့ပြောကြချက်ကိုကျုံစုံရမှာပါတပေါင်းလာပြီးနေမှာပဲတမူးများတင်တဲ့ဆင်းပြီးတော့ဒီစကားကိုပြောခဲ့ဖြစ်ပါပြောခဲ့တာကတော့တပေါင်းစစ်ချီတောင်းစစ်တောင်းချီတက်လိုက်မဟုတ်ဘူး တောင်းတဲ့ချီတဲ့စစ်တီတွေဟာနိုင်ငံလုံးဆိုင်ရာအထူးတွေထိုးစစ်ကြီးစင်နွဲကြရတော့မယ်လို့ထုတ်ပြန်ပြောဆိုတာဖြစ်ပါတယ်အဲ့တော့ဆိုတော့အရှိမအောင်နမ်းမြအောင်နေပြီးတော့သူရုတ်တူရံကိုအိမ်ပြန်မလိုက်အရာဝီလာပြီးသူခုကန်တော်လန်စစ်ဒီတီဒါတွေအဆရှိတာတွေကိုစောင့်ရွက်ပြောဆိုထားပါတယ်ဒါတွေကိုအားလုံးရီမန်းချက်စီရီမန်းချက်နိုင်ငံရေးရီမန်းချက်တွေ ်အမေသားညီညီအစိုးရပြောရတဲ့အတိုင်းအကောင့်တွေဖော်နိုင်မယ်ဆိုရင်တော့နံပါတ်1ရွေးကောက်ပွဲလေးပြတ်ပါတယ်ပြည်သူတွေကိုပေါ်တာဆွဲနေတဲ့စစ်မှုထမ်းမတရားဥပဒေတွေဖျက်ဆီးပြီးသားဖြစ်တယ်လို့ပြည်သူအာဏာကိုပြည်သူလက်တွေပြတ်အပ်နိုင်မှာဖြစ်ပါတယ်ဒါကကျွန်တော်တို့တော်လိုင်းအင်အားစုများရဲ့အခြေအနေတပတ်မှာဖက်စစ်တပ်ကမလုပ်နိုင် ကျွန်တော်တို့ကုလသမဂ္ဂမကလို့ကုလသမဂ္ဂအဖေနဲ့အာကိုလို့မရတဲ့အခြေအနေမျိုးကိုလုံလုံရောက်ရှိလာပါပြီ။ဘီဘအာကိုပစိန်ယိုးလို့တဖွာဖွာပြောနေတဲ့ကောင်တွေကအခုဆိုရင်တရုတ်နဲ့ရုရှားစီမှာစီမဆိုပဲတဲကျန်းပတ်ပြီးဖြင်ခံနေပါပြီ။သူတို့အာဏာသူတို့အကျိုးစီးပွားအတွက်ရိုင်းဝင်ခုနပါ။ပြောလိုက်တော့အချုပ်ချာအာဏာတည်တဲ့ခိုင်မြဲကြီး ပြိပအာကိုပစိန်ရို့လို့ဆိုပြီးကိုပြောတဲ့စကားတော့ကိုမဆောင်ထိနိုင်တဲ့ဒီဖက်စစ်တက်စီကဘာမှမျော်လင့်လို့မရတော့ပါဘူးဒီတိုင်းပြည်ကိုအစိမ့်စိမ့်အမှန်မှခွဲဖို့ဆောင်ရွက်နေပါရုရှားတရုတ်ကိုဖင်ပေးပေါင်းပြီးတိုင်းပြည်ကိုဖျက်မယ်တဖက်မှာကျွန်တော်တို့မျော်လင့်နေတဲ့တန်တမန်ကြီးတို့ဘာကြီးတို့ညာကြီးတို့ကိစ္စနဲ့ပတ်သက်ပြီးနိုင်ငံတကာအကူအညီတို့ကိုလုံးဝမေ့လိုက်ပါ အမျိုးသားညီညွတ်ရေးအစိုးရကဒီနေရာကတခါတည်းထပ်မံတိုက်တွန်းအချက်ပြုတ်လို့တာကတန်တမန်ရေးဆိုတာကြီးကိုမေ့လိုက်ပါတော့ယူကရိန်းပြည်စင်ကိုပဲကြည့်မလားအကျိုးစီးပွားတွေနဲ့ရောပြုတ်နေတဲ့နိုင်ငံတကာအရေးခင်းကြီးကွာလောက်တီတဖွာဖွာတက်နေတဲ့အပေါ်ရန်ကတကာလောင်းထားတဲ့အခင်းချင်းကြီးပါဗျာအင်မတန်ယူစချာစရာကောင်းနေလင်းလေလေပြကိုယ့်ပတ်ရှောင်မှုတွေနဲ့အကျိုးစီးပွားတွေဒါထုံမှုလျက်ရှိနေပါတယ် ရှိပေတဲ့လက်တွေနဲ့သွားမနှုတ်ဆက်ကြပါနဲ့လူသားဆံမှုနဲ့လူသားဆိုင်ရာလွတ်လပ်မှုလူသားဆိုင်ရာတရားမျှတမှုလူအဖွဲ့စည်းရဲ့ကောင်းကျိုးကိုစေတနာမှန်မှန်ရိုးရိုးသားသားနဲ့ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ယူဆခဲ့တယ်ညှော်လင့်ခဲ့တယ်ကျွန်တော်တို့ရဲ့နောင်တလေးနှစ်ရောက်ခဲ့ပါအဲ့တော့ကုလသမဂ္ဂကိုမမျှော်လင့်တော့ဘူးကုလသမဂ္ဂမှာတော့ဒီမိုကရေစီမရှိပါဘူးကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဘလို့ဆုံးဖြတ်ဆုံးဖြတ် အဘောကဗီဒီယိုအာနာကင်ထားတဲ့ကောင်ကြီးပယ်ချလိုက်ရင်ဘာမှလုပ်မရဘူးကုလသမဂ္ဂမှာတော့ဒီမိုကရေစီမရှိနေရင်ငါတို့မြန်မာနိုင်ငံအတွက်ဒီမိုကရေစီကိုကုလသမဂ္ဂမှာအခုကြီးတောင်းလို့လည်းမဖြစ်နိုင်ဘူးနောက်တစ်ခုကုလသမဂ္ဂမှာဗီဒီယိုအာနာကင်ထားတဲ့ရုရှားနဲ့တရုတ်ကိုမာလာပစစ်တဟာပင်ပေးပေါင်းလိုက်ပါပြီတိုင်းပြည်ကရှိသမျှဥစ္စာပေးပြီးသူ့အာနာအကျိုးစီးပွားအတွက် ဖင်ပေးပေါက်လိုက်တဲ့အတွက်နိုင်ငံတကာအခင်းချင်းတန်ကင်းတမန်ကင်းမှန်သမျှစူးစမ်းနေမနေပါနဲ့တော့ငါတို့မှာငါတို့ပဲရှိတယ်ဆိုတဲ့အတွေးခေါ်အယူဆကိုကင်ဆွဲတော်နိုင်ရေးကိုတွေးတက်လောက်ပြည်တွင်းညီညွတ်ရေးကိုတည်ဆောက်စစ်နိုင်တိုက်ရေးတာဦးတည်အောက်ဝဲကိုမလဲမသိရှာပါလိမ့်မယ်အရင်ကဖြစ်ခဲ့တာတွေမှားခဲ့တာတွေအားနေခဲ့တာတွေယုံနေခဲ့တာတွေ ချက်ချင်းမဆိုင်ပြင်ဆင်ပါပြင်ဆင်လို့စေရှိပြောင်းလဲပြင်ဆင်လို့ခြင်းဟာအချိန်တစ်စက္ကန့်တော့မကြာပါဘူးငါတို့ပြင်ဆင်ပြောင်းလဲတော့မယ်လို့ဆုံးဖြတ်ချက်ချပြီးတာလေတပြိုင်နဲ့ပြင်ဆင်ပြောင်းလဲမှုစတင်တာပါတကယ်ပြောင်းချင်ရင်စက်တစ်စက္ကန့်ရဲ့အပုံတရားပုံတော့အပုံတရားပုံအတွင်းမှာပြောင်းလဲနိုင်ပါအကုန်လုံးဒီစုံလုံးကြီးမဟုတ်ပြင်ပြောင်းလဲမှုစတင်နိုင်ပါဒါကြောင့်မို့ တိုင်ငင်းတိုင်ငင်းလည်းမမျောလင့်ပါနဲ့တော့နောက်ဆုံးအချိန်လေးကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်နိုင်ငံဟာဂုံတိတ်ခါဟာကျွန်တော်နိုင်ငံရဲ့အနေဒါအခင်းချင်းဟာဘလောက်ထိငွေတည်စုတ်ပြဂုံတိတ်ခါမနေလေဆိုရင်အင်းကြီးနိုင်ငံတွေကိုပဲကြည့်ကျွန်တော်မြန်မာတွေဟာပြည်သူစင်မတန်ဥပဒေကြောင့်တခုခုကြောင့်ဖတ်ပြီးတိတ်ရှောင်တယ်တရားမဝင်ဝင်ရောက်မှုတွေနဲ့အခမ်းအသင်းကိုအဖမ်းခံရရင်လက်ထိတ်တန်းလန်းနေတယ် အချုပ်သေးရောက်ပြီးအဖမ်းခံရတာဖြစ်ပါဒါပေမဲ့ကျွန်တော်နိုင်ငံထဲမှာနိုင်ငံပေါင်းစုံကလူတွေကြားဖြန့်ခေါင်းစဉ်ကြီးနဲ့ရောက်နေတာကိုလက်ရှိအုပ်ချုပ်မယ်အုပ်ချုပ်ချင်လာပါကြီးဆိုပြီးအာဏာသိမ်းတဲ့ကောင်တွေဟာနိုင်ငံရဲ့ဥပဒေနိုင်ငံရဲ့ဂုဏ်သိက္ခာတွေလုံးဝအသုံးမပြုနိုင်ပါဘူးဂုဏ်သိက္ခာကင်းမဲ့သွားအောင်တရုတ်ကိုဖိပေးပေါင်းနေတာပါဘာကြောင့် အခုကြားပြန့်လုပ်ငန်းတွေလုပ်နေတဲ့ရွှေကုတ်ကိုကြောက်ခတ်ကေကေပတ်လောက်ကိုင်းမိုင်းလာအစရှိတဲ့ဒေသတွေကကြားပြန့်တွေကိုပြန်ပို့တဲ့အချိန်မှာစဉ်းစားကြည့်ပါငါတို့နိုင်ငံတွေကမင်းတို့ရောက်နေတယ်မင်းတို့တရားမဝင်ဝင်ရောက်လာတာလားတရားဝင်ဝင်ရောက်လာတာမစစ်ဆေးဘူးလားနိုင်ငံရဲ့ဥပဒေနိုင်ငံရဲ့အချုပ်အခြာအာဏာဆိုတာဗမာလေမင်းတို့ဘုတ်တန်းရှိတာနဲ့မင်းတို့ပတ်စပို့မင်းတို့ ငါတို့ဗီဇာတုံးရှိတာမြန်မာနိုင်ငံကခွင့်ပြုရတဲ့ဗီဇာတုံးမရှိဘူးမရှိဘူးမင်းတို့တရားမဝင်ဝင်ရအောင်မို့ဖမ်းလားအင်္ဂရကခင်ဗျာတရုတ်ခင်ဗျာထိုင်းပါညာခဏနေပါကျွန်တော်တို့ဥပဒေရစစ်ဆေးပါစစ်ဆေးပြန်လွှဲပြောင်းပေးပါဒါမျိုးလုံးဝမလုပ်သေးပါမလုပ်နိုင်ပါဒါကြောင့်ကျွန်တော်နိုင်ငံဟာကျွန်တော်တို့နိုင်ငံရဲ့ဇာတိပုံညာဂုံမာနတွေဂုံတိတ်ခါတွေဥပဒေစည်းနှောင်မှုလုံးဝပျောက်ဆုံးပြီးအနိုင်ငံဘဝနဲ့မြန်မာလူမျိုးကို မြမနေမြေတိုင်းပြည်ရဲ့နေမြေတွေကိုကြားတော့ရှောင်းနေတဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ်နော်လုံးဝမပေါ်ပါလေအဲ့တော့အတုစုတိကြမယ်တက်မြေလက်ကြီးလုံးကြမယ်အပြိုင်ဆိုင်လုံးကြမယ်အပြိုင်ဆိုင်လုံးလို့တစ်ဖက်အညူကြီးကလည်းတော့ဝုံနိုင်ချေအောင်တိုက်ကြမယ်ဒီဘက်ကကျွန်တော်တို့တော်လိုင်းအားစုတွေအခြားသောအင်အားစုတွေကလည်းကျွန်တော်အပြိုင်ဆိုင်လုံးကြရင်ပြည်သူမြန်မြန်လွတ်မြောက်တာပေါ့ဈေးဝယ်တယ်လို့ပါပဲဈေးဆိုင်ကြီးများလာရင် ဈေးဝယ်သူတက်တာတော့ဒါကြောင့်မို့ငါတို့နိုင်ငံငါတို့လူမျိုးရဲ့ဇာတိပုံညာအကုန်မာနနဲ့ငါတို့နိုင်ငံရဲ့အချုပ်ရှာအာဏာငါတို့နိုင်ငံရဲ့ဂုံတိတ်ကအတွက်ငါတို့နိုင်ငံရဲ့အနာဂတ်တိုင်းပြည်အတွက်ငါတို့စစ်ကိုအနိုင်တိုင်းမာတာလေးကြပါလိမ့်မယ်အခြားနီးမတွေ့တော့စစ်အနိုင်တိုင်းရေးလမ်းကိုရွေးချယ်ထားပြီးသားဖြစ်တဲ့အတွက် အောင်မွေးကိုသာဒီဇိုင်းမဲ့မဲ့ရယူမယ်ဆိုပြီးတန်တိတ်ထန်ချပါစစ်ကိုအနိုင်တိုက်မယ်ဆိုတဲ့နေရာမှာထပ်ဖြစ်ပြောပါမယ်စီနိုင်ငံရေးအချိုးကျပေါင်းဆက်ပါလွှမ်းမိုးဆွတ်ဖတ်ခြင်းမရှိစေရတော်လည်းဤတရက်ကိုစင်နှွေးရင်နိုင်ငံရေးအတွေးခေါ်ယုံကြည်ချက်မပါတဲ့လက်နက်ကိုင်တဲ့လူတွေဟာအချိန်မီပြောင်းလဲတဲ့ဘေးထွက်ဆိုးကျိုးတွေရှိလာနိုင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲ ခိုင်မာတဲ့တန်တိထန်နေငါတို့နိုင်ငံကိုငါတို့ပြန်ကျူးဒီနေ့ရောက်ပြီလားဂျေဇုတော်